တိန်ထောင်ချီအကျွေးရီဆက်နိုင်ဖို့ဘဝကိုပြန်ဆနိုင်ရတယ်လို့ပြောလာတယ်။မိုးနှင်းဝေဖနက်ဆိုင်ပိုင်ရှင် Hello 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 ဆယ်လီမမလာပါပြီရှင်။အမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလုံးဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပရိသတ်များရှင်မန္တလေးမြို့မှာရှိကြတဲ့သူတွေအကုန်လုံးကမိုးနှင်းဝေဖနက်ဆိုင်ကိုတည်ကြပါတယ်။အဲ့ဒီဆိုင်ကတော့အထက်မြင့်အစာအုပ်ကိုစောင့်လုပ်ထားတာဖြစ်ပြီးသုံးထပ်တောင်ရှိတာဖြစ်ပါတယ်။မိုးနှင်းဝေဖနက်ဆိုင်မှာဆိုရင်ဖနက်မျိုးစုံနဲ့အတူ အဝင်းအထင် ကပန်အုတ်ထုပ်ဖန်စီပစ္စည်းအစုံအလင်းနဲ့တန်တတာတွေကိုရှောင်းချနေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။အဲဒီလိုကြီးမားထင်ဝါလာတဲ့ဆိုင်ကြီးကတော့မလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်းကြောင့်မထင်မှတ်စွာပင်ပြိုကျခဲ့ရတာပဲဖြစ်ပါတယ်။အဲဒီနေ့မှာလောက်ခတ်ခဲ့တဲ့ငလင်းကြောင့်မိုးနှင်းဝင်ဖနက်ဆိုင်ကြီးရဲ့အောင်ဆုံးထက်ကမြေကြီးတဲ့ကိုကျုံဝင်သွားခဲ့ရတာပါ။အဲဒီအချိန်တုန်းကလည်းတကြံကာလရောက်တော့မှဖြစ်တဲ့အတွက်တကြံအတွက်ဆိုပြီးတရက်ကိုငွေကြက်အတိုးတွေများစွာပေးကသိန်းထောင်ချီအကျွေးရီယူပြီး ဆိုင်အတွက်ရင်းနှီးထားတယ်လို့သိရပါတယ်။သူအနေနဲ့ဆိုင်အတွက်ငွေကျပ်3000ကျော်ဘူးဝယ်ပြီးရင်းနှီးထားတယ်။ကြံကာလရောက်တော့မှမဟုတ်ဖက်နှက်တွေရောအုတ်ထုပ်တွေရောကပတ်တွေရောအဝတ်အစားတွေပါမကျန်အကုန်လုံးကိုရင်းနှီးထားတယ်။ ဒါပေမဲ့ငလင်တန်းအကြောင်းအစဝင်ရဲ့ပထမထက်ကမြေကြီးထဲကိုကျုံဝင်သွားတာဖြစ်တဲ့အတွက်ပစ္စည်းတွေရောကောင်တာထဲမှာရှိနေတဲ့ပတ်စံတွေရောဘာမှပြန်ယူလို့မရတော့ဘူးလို့ဝန်နေစွာနဲ့ပြောပြလာခဲ့တာဖြစ်ပါတယ်။မိုးနေဝင်ဖနက်ဆိုင်ပိုင်ရှင်ဦးအောင်ကိုကတော့လက်ရှိအချိန်မှာဆိုရင်လမ်းဘေးတနေရာမှာ light truck ကတစ်စီးနဲ့အတူသူရဲ့ဖနက်တွေကိုရှားတလောက်ယူပြီးရောင်းနေရတာပါ။သူ့အနေနဲ့ငလင်လုတ်တဲ့နေတော့ကဆိုရင် ဆိုင်အတွက်လိုအပ်တဲ့တန်လီကားတွေလုပ်ဖို့သွားနေတာဖြစ်တဲ့အဲဒါကြောင့်လက်ထဲမှာလည်းပတ်စံဆိုတာများများစားစားမပါပါဘူးပထမတစ်ခေါက်ငနေလုတ်ကလေးကကျွန်တော်ကအိမ်ကိုပြန်ရောက်နေပါပြီဒါပေမဲ့ဒုတိယတစ်ခေါက်ထပ်လုတ်တဲ့အချိန်မှာတော့မထင်မှတ်ထားလောက်အောင်ကိုပဲပျက်စီးမှုတွေရှိနေကြတာပါအဲ့လိုမျိုးငလင်းနေလုတ်ခတ်ပြီးသွားတဲ့အချိန်မှာဗာပျက်စီးမှယူလို့မရတော့ဘူး လက်ရှိအချိန်မှာဆိုရင်လည်းအဲ့ဒီလိုမျိုးခန်းနာထင်ဝါစွာစောင့်ထားတဲ့အင်ဂျင်ကဖြူချရောမှာပါဒီအင်ကြီးဖြစ်လာဖို့ဆိုတာမောင်နှမရီမိသားစုတွေအားလုံးအတူတူရှုံးကန်ပြီးတော့မှလုတ်ခရရတာဖြစ်ပါတယ်ကျွန်တော်အနေနဲ့မိသားစုလည်းမြင်ရတယ်တကြံမတိုင်ခင်တုန်းကငွေကျပ်သိန်း1000ကျော်ကိုအကျွေးယူပြီးဆိုင်အတွက်ရင်းနှီးထားလို့လက်ရှိအချိန်မှာဆိုရင်တရက်ကိုငွေကျပ်တသိန်း5000အစရှိသဖြင့်အတိုးတွေပေးနေရတယ်နေပြန်တိုးတွေပေးရတာရှိတယ်ကုန်သည်တွေကိုပေးရတာရှိတယ်အဲ့ဒါတွေကိုပေးနိုင်ဖို့အတွက်လက်ရှိအချိန်မှာရှားတဲ့အလုပ်ကိုလုပ်ပြီးပြန်ရောင်းနေရတာပါလို့ ပြောပါရယ်။သူကတော့ငလင်လုတ်တဲ့နေ့ကသူ့လက်ထဲမှာရှိတဲ့ပတ်စံလေးနဲ့အတူရရှိနိုင်တဲ့ဖက်နက်အနည်းငယ်ကိုပြန်လည်ပြီးတော့မှရှောင်ချပေးနေတာဖြစ်ပါရယ်။ဖက်နက်နဲ့အတူ fancy ပစ္စည်းအနည်းငယ်နဲ့တန်တစ်တာတွေကို ရောင်းချနေတာဖြစ်ပါရယ်။ ူရဲ့ဖြိုချရတော့မယ်မိုးနှင်းဝေတိုက်ကြီးရဲ့ရှိမှာပဲလိုက်ထွက်ကားလေးရက်ပြီးဖနက်နဲ့တန်တဲပစ္စည်းတွေကိုရှောင်းနေတာပါရင်ထဲမှာလည်းအတော်လေးကိုဝမ်းနေနေရတာဖြစ်ပြီးဒီရင်ကြီးဖြိုချပြီးသွားတဲ့ဆိုရင်တော့ပြန်လဲတိဆောက်ဖို့ဆိုတာမလွယ်ပါဘူးအသက်ကြီးလာပြီးဖြစ်တဲ့အတွက်အခုချိန်မှာဘဝကိုပြန်ဆလာလဲပင်ပန်းနေလို့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်ဝမ်းနေပူဆွေးစွာနဲ့အခုလိုမျိုးအသက်ကြီးရဲ့အချိန်မှာငွေကျပ်သိန်းထောင်ကြီးအကျိုးတွေဆက်ဖို့ကံပါလာတဲ့ဥအောင်ကိုပေါ့ပရိသတ်တွေရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါဦးဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်